အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားယင်းနှစ်ဒံငွေတို့ကိုဝယ်ယူတဲ့နိုင်ငံများထံမှသွေးကုန်များအပေါ်များပြားတဲ့သွေးကုန်စည်းချက်ခွန်များကောက်ခံမယ်လို့မလ24ရက်နေ့မှာထုတ်ပြန်ခဲ့ရာ၎င်းဟာတရုတ်အိန္ဒိယနဲ့အခြားနိုင်ငံများကိုထိခိုက်စေနိုင်တဲ့ထန်ခတ်တဲ့အစီအမံဖြစ်တယ်လို့ကြေညာသူများကပြောပါတယ်။ဇန်နဝါရီအင်ဖြူတော်တို့ပြန်ရောက်လာကြတဲ့ကထရန့်ကအမေရိကန်မဟာမိတ်များကို၎င်းအမေရိကန်ရဲ့ရင်းသူများကို၎င်း သွင်းကုန်စီးချက်အခွန်များချမှတ်ခဲ့ပါတယ်။နောက်ဆုံးချမှတ်လိုက်တဲ့စီမံမှာဗီနီဇီလာရေနံကိုတိုက်ရိုက်ဖြစ်စေ၊တွေ့ဝါရွေဖြစ်စေဝယ်ယူတဲ့နိုင်ငံများကိုသွင်းကုန်ခွန်25ရာခိုင်နှုန်းစီးချက်မှာဖြစ်ရာ AB နှစ်ရက်တွင်စတင်ကောက်ခံမှာဖြစ်ပါတယ်။၎င်းမိန့်ကိုမတ်လ24ရက်နေ့မှာသမရထရန့်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ အခြားအစိုးရဌာနများနဲ့တိုက်မင်းလျက်အမေရိကန်နိုင်ငံသားရေးဝန်ကြီးကသွင်းကုန်စီးချက်အခွန်အသင့်ကောက်ခံမဲ့ကိစ္စကိုတရားဝင်ဆုံးဖြတ်မှာဖြစ်ပါသည်။အဲ့လိုကောက်ခံမဲ့ဆိုပါကတရုတ်နဲ့အိန္ဒိယတို့ထိခိုက်နေနေလို့ကြညင်သူများကအမှတ်ချက်ပြီးနေကြပြီးဗီနီဇွဲလာကထိုနိုင်ငံစလုံးသို့ရေနံတင်ပို့နေပြီးအမေရိကန်နဲ့စပိန်တို့ထံလည်းတင်ပို့နေပါသည်။25ရက်ကိန်းတော့အခွန်စည်းချက်မှုဟာလက်ရှိကောက်ခံနေတဲ့နှုံများပေါ်တွင်ကောက်ခံမယ်လို့မက်စလာ24ရက်နေ့မှာထရန့်ကသတင်းတောက်များကိုပြောကြားခဲ့ပါသည်။ ဗင်နီဇွဲလာက၎င်းစီမံကိုဝါရှင်တန်ရဲ့ကျူးကျော်မှုအသိလို့ပြောကြားခဲ့ပါသည်။သူတို့ကသူတို့အလိုရှိတာဘာပဲဖြစ်ဖြစ်တန်ခတ်နိုင်နေ။သွေးကုန်စည်းချက်ခုနှစ်ကိုချမှတ်နိုင်နေ။ဒါပေမဲ့သူတို့လုပ်လို့မရတာကတော့ဗင်နီဇွဲလာပြည်သူတွေရဲ့မြင့်တာနဲ့မျိုးချစ်စိတ်ဖြစ်ပါတယ်လို့သမရနီကိုလတ်မာဒူရိုက ပြောကြားခဲ့ပါသည်။ဖေဖော်ဝါရီလတည်းတွင်ဗီနီဇွဲလာကတရုတ်ထံတနည်းကို ရေနံစီ၅သိန်းခန့်တင်မိုးခဲ့ပြီးအမေရိကန်ပြည်ထောင်စုထံ C 234000ခန့်တင်မိုးခဲ့တယ်လို့ကျွမ်းကျင်သူများက AFP ကိုပြောကြားခဲ့ပါတယ်။ Trump က၎င်းတို့အခွန်ကောက်ခံမဲ့ AB နဲ့ရဲနေကိုအမေရိကန်အတွက်လွတ်လပ်ရေးနေလို့ပြောကြားခဲ့ပါတယ်။အမေရိကန်ကတရားမျှတမှုမရှိဘူးလို့ယူဆတဲ့အလေးထားများကိုကုစားရန်ကြိုးပမ်းမှုအဖြစ်ကုန်သွယ်ဖက်နိုင်ငံချင်းစီအတွက်ကိုက်ညီတဲ့အပြန်အလှန်စစ်ကြောင်ကောက်ခံမှုများကိုချမှတ်မယ်လို့ပြောကြားခဲ့ပါတယ်။